အစေးလေးတပုတ်လောက်ဖတ်ပြချင်ပါတယ်အစေးလေးရဲ့ခေါင်းစဉ်ကိုတော့ဆောင်းအစ်စ်ထဲငါတို့လက်ပစ်ကူရအောင်မယ်လို့ခေါင်းစဉ်ပေးထားပါတယ်ဆောင်းအစ်စ်ထဲငါတို့လက်ပစ်ကူရအောင်မယ်ငါတို့ကိုခက်အေးအေးနေတွေလာထီတော့မြစ်ထဲကတထောင်ထောင်ထနေတဲ့ရေငွေ့တွေလို့တန်တာစိတ်ကပိတ်သိမ့်လို့ နေတာတူတယ်လွမ်းတာရှိတယ်ငိုခြင်းရဲ့လက်တို့အဖော်ရမလားလို့လှမ်းဆွဲတဲ့အခါဆောင်းဟာငေါင်းစင်းစင်းနဲ့ငါတို့လက်ထဲကိုပါလာတယ်လက်ဖြားခြေဖြားတွေအေးပြီးဖက်နှက်မှာခြေစီတွေကတ်တယ်ဆောင်းဖွာထုတ်လိုက်တဲ့နှင်းတွေလှိုင်းလို့လှိုင်းလို့ကြလာတော့မယ်ကောင်းလေး ခေါင်းဆွတ်ဆွတ်နော်ဆိုတဲ့အတန်ကရုတ်ကျင်းတဲ့ဘသူမှလာမပြောဘူးစစ်ပခတ်ကိုတစားခင်းတစားခြုံနေချင်းရသူတွေရဲ့မြတ်တာမှမဟုတ်ပဲဘယ်မှလုံးမလဲစိတ်တန်ရာကိုလှုံနေလွန်လွန်တက်လာတာများလက်ဖွားချင်းပိုးပြီးအပူကိုမွေးရတယ်မြေဇက်ကလေးပူကနေမောင်နေတာကြီးကအေးခဲခဲဟိမန္တဟာတဲတဲမဲမဲ အိမ်ပြန်ခြင်းစိတ်ကအလဲလဲအကွဲကွဲ အရှိကဘယ်လိုပဲကြွေခဲ့ကြွေခဲ့အရင်ကြွေကြတဲ့ကောင်အောက်ရောက်တာပဲနှင်းဆက်တွေဟာစောင်းပါဝါတယ်တိရွက်ဖျားမှာစူးပြီးတိရွက်ကြွေတွေပေါ်အရှိန်နဲ့ခုံချတယ်ငါတို့ကောင်တွေတော်လန်ရေးပေါ်ဒဲ့ကြွေတယ်လို့ပဲနှာခေါင်းတွေပိတ်ပြီးနှာရည်တွေယူမယ်ပါဇက်ကအာငွေတွေထွက်နေတာကိုသဘောကျရတဲ့ မနက်ခင်းတွေရောက်တော့မယ်ကာလာကြတဲ့နေခင်းတွေဟာစိမ့်ပြီးပဲ့ကြလာတော့မယ်စေတနာယုံဗေဒုတ်တွေတော်တဲ့ရောက်လာတော့မှကိုမတိစိတ်ကတိနေတယ်ဟာဖောင်းနဲ့ဗေဒုတ်နဲ့တော်တဲ့တောင်ထဲကဟောလီယိုပဲတော်လရင်သမားဆိုတာသူများမလုတ်ချင်တာလုတ်ပြီးသူများမနေချင်တဲ့အရာမှာနေရတာမလားစိတ်လှမှရတယ်ဗေဒုတ်ဝတ်တဲ့ကောင်ရော ဘေတော့ပို့တဲ့သူတွေရောဆောင်းဥပါမှာဥဥဖြားဖြားတောင်းနေကြတွေလို့လှနေကြရုံပဲ။ကောင်းချင်းကြည်တော့လွမ်းချင်းတဆောင်တိုင်းလွမ်းချင်းစစ်တင်းနယ်ပဲအာသာထိုင်ပြေရခဝွေးဝေးကလေးတင့်လို့ဆောင်းဘောက်စ်အတန်တွေလွင့်လာရင်ဇက်စင်ထောက်ကဖုံတော့ထဲမှာငါတို့ညတွေမဖြော်ချရတာဒီဆောင်းမှာပေါင်းရင်သုံးဆောင်းမြောက်ပေါ့ မင်္ဂလာဆောင်တည်င်းတွေနဲ့ကထိန်ပွဲတွေနဲ့လွဲလိုက်တဲ့ကောင်တွေလွဲရတဲ့ကောင်တွေမလွဲတာဆိုလို့စောင်းတဲ့တိတ်တိတ်လေးအေးခဲရတဲ့နှစ်တွေနိုင်ငံကိုချစ်ရတဲ့အချစ်တွေစောင်းဟာဆုံးမလို့ပဲနှင်းတပြက်စီးပြန်ကြီးစီးပြီးငါတို့ကိုလာပြုတ်စားတယ်ဥလိုက်သဲလိုက်စောင်းတိုက်တဲ့ကျင်စာမိတယ်ကျင်စာအစွမ်းကအရက်သားစင်စစ်ကနေပြည်သူကဝေးရဲဘော်တွေအဖြစ် ငါတို့အသွင် ပြောင်းသွားရတယ်။နောက်တစ်ဆောင်းရောက်ရင်တော့အဲ့ဒီကျိန်စာလဲပြေကောင်းပါရဲ့။ဒုတိယကမ္ဘာစစ်တုန်းကလောင်းကုန်းနဲ့စစ်သားတွေကိုအားကျတယ်။နင်းတော်တွေကဂျာမန်စနိုက်ပါသမားလူမျိုးမာမိတ်တက်ကလော်မောက်ဘတ်တန်ရဲ့ပိုင်းလော်ဂျာကင်ကြီးဝတ်တဲ့အထာမျိုးဘူတီဇအင်္ဂလန်သွားတော်လာတဲ့ကစစ်စိမ်းအောင်လောင်းကုန်းနဲ့အထာကျတယ်လို့မျိုး အားတို့ကြားပြီးစစ်ပေါင်းပြီးဖင်ပြဲတဲ့ကောင်က မကြောက်မရွံ့စောင်းကိုစိန်ခေါ်လိုက်တယ်။ တော်တဲ့ကစောင်းမယ်ဘာရလိမ့်မလဲစိန်ခေါ်တဲ့ရဲဘော်ရဲ့ဒံယာရောကပြာရောကဘာကိုရောအေးခဲကိုပြတ်တော်တာပေါ့စစ်ကြီးပြီးလို့အိမ်ရောက်တဲ့အခါအိမ်ရှိတကားဝါကနေအေးစေခဲ့တဲ့စောင်းဆွေးစေခဲ့တဲ့စောင်းဝေးစေခဲ့တဲ့စောင်းကိုခိုင်ကိုလောင်အောင်မယ်လူငယ်တွေပဲမခံကျင်စိတ်ကစောင်းဖြစ်နေလဲကလေးစားတော့ခြေကျင်ကြသေးတာမလား တမျောတခေါ်ခြေအေးဝမ်းရောင်အသားပတ်နေတဲ့စောင်းမနှက်တွေငါတို့နယ်ဘက်မှာဖရဲတွေအပွင့်ထိုးချိန်ပြောင်းခင်းတွေအဖူးလိုက်ချိန်ခန္ဓာမာပန်းတွေလှိုင်းလှိုင်းထချိန်ဇီးတီတွေပေါ်လာတော့မယ်စိမ်းစာဥတွေပေါ်လာတော့မယ်တောင်ရတွေမီးရှို့လို့ပြာတွေကျလာရင်နတ်သမီးလက်ဆောင်ဆိုးပြီးလိုက်ဖမ်းကြပြာစတွေကိုအလူအယက်သွားတိုက်ကြအောင်မယ် စိတ်တွေဖြူပြီးသွားတွေမဲတဲ့အတိတ်တွေပြည်ရင်းစစ်တစ်ခွက်ကိုအမှန်တရားကြောင်လေးထဲမှာမော့တယ်။ဆောင်းတငုံမှာခြားခြားလဲတာပဲ။မျောနေမဲ့ဆောင်းမနာတွေ့တဲ့ဒီရင်ဝင်အဟောင်းလေးကသင်ရှိနေစေ။အလိုက်မသိတဲ့ကောင်ထဆူလိုက်တဲ့တချင်မှာလေးငါးခြားရောက်ပြိုကြရုံစက်တုံကျော်နဲ့ထမင်းချမ်းကိုဆောင်းမနာထဲလွမ်းရတာဟာ တမင်ဗရန်ဟန်တာဝရီကိုပြန်ကျင်လို့အခွင့်ချောင်းနေတယ်လို့မျိုးစောင်းဘယ်လောက်အေးအေးသွေးမအေးတတ်တဲ့ကောင်တွေပါချစ်ရသူကိုလွမ်းရမှန်းသိတယ်လို့နိုင်ငံကိုချစ်ရမှန်းသိတယ်ဇာတိကိုချစ်လို့ညာတိကိုပြစ်ခဲ့ရနှွေးတော်အောင်ဖတ်ချမ်းကိုမီးညှိတယ်တဖွာနှဖွာရှိုက်စိတ်ကိုစိတ်နဲ့ပိတ်ပြန်ကျင်စိတ်ကိုချော့ပြီးတက်ရအောင်မယ်စောင်းအမိရောက်အောင်သာ ပြန်ခဲ့ခင်စီ ဒီစာသားကပါဇက်တဲ့ဆွဲနေတယ်ခင်စီတခင်စီမိသားစုစီတုံဆောင်တုံမိုးငါတို့တော်လန်ရင်အပေါ်ယိုကျိုးခဲ့ပြီးပြီကြည်နေရင်ကတတိထားနေရင်ကမှစောင်းကတောင်ကိုတွေကြဝင်ပုံးတယ်တောင်ရတဲကလေးတွေကမိโกအငွေတွေတန်းနေတယ်စပားတွေရိတ်တော်မယ်အမှန်တရားကိုငါတို့ရိတ်သိမ်းချင်ပါပြီအောင်တန်တွေကြရ အောင်တဲ့င်းတွေကြားမှဒီဆောင်းကပိုးပြီးခါပြ ရောက်ခါနီးမှပိုဝေးတယ်လို့ဒီနှစ်ဆောင်းအဘောက်ကပိုအေးနေပေါ့ချေသူရဲ့နေကျူတဲ့စကားရဲ့ဆောင်းနိုင်ဖွေးညင်လေးပြီနေချစ်သူတွေဝေးတော့ဆောင်းကပိုးအေးတယ်ဆရာပိုင်စိုးဝေကလူဆိုတာ အနှွေးရလိုတယ်မြာနှင်းဝေရေးလို့ရေးဘူးတယ်စောင်းဟာအလွမ်းကိုဘာမှကကော်တေးရှိတ်တလို့သူ့ရဲ့ဝန်းနဲ့ထဲ့ခလောက်တယ်ရေခဲမထဲ့လဲအေးရပြန်ပါတယ်ဟေမန္တာချမ်းမယ်လို့ပြောင်းပြန်တော့မိအနဝါကန်းဆွယ်ချောင်းမာလာလွမ်းပွေလွမ်းပွေကောင်းပါတယ်ဒီအချိန်လို့ပဲကောက်ချိန်လေးကျိုးမှာအသေးမာတဲ့ကိုအောင်ဆန်းကဒီလိုကိုစာချိုးဘူးတယ် ဒီနှစ်လဲအေးတာမလျော့ဘူးစောင်းဟာငေါင်းစင်းစင်းနဲ့ငါတို့လက်ထဲပါလာပြန်ပြီဘာပဲပြောပြောတမိုးကလစ်ပြီမလားနှင်းဆိုတဲ့ကောင်တွေအုတ်လိုက်ကြီးစောင်းအဖြစ်နဲ့ငါတို့ကိုညစ်ကြဲကြဲအာနာပြအောင်မယ်ငါတို့ကလည်းငါတို့ပဲချစ်တဲ့စိတ်နဲ့ရှင်သန်ရအောင်မယ်အမှန်တရားကိုလှုံပြီးပို့တာတဲ့မေတ္တာတွေခြုံပြီးငါတို့ဟာလိပ်ပြလုံသူတွေမို့ စစ်သေးကတော်လန်သူ အစ်စ်တွေမို့တနှစ်ပြီးတော့တနှစ်ဆောင်းအသက်သေးငါတို့လက်ပစ်ကူရအောင်မယ်တင့်သူပါကျွန်တော်ရဲ့ဆောင်းအသက်သေးငါတို့လက်ပစ်ကူရအောင်မယ်ဆိုတဲ့အစီလေးကို အဆုံးထိနားစင်ခံစားပေးကြသူ အားလုံးကိုကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ